စည်းပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စည်းပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စည်းပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စည်းပွားပဲဖြစ်စေဒီစည်းပွားဟာကိုရလာတဲ့စည်းပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမှီပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုခေါ်တယ် အဲ့ဒီ6မျိုးကလာပြီနံပါတ်1ကဘာလို့ဆိုသူရမေရိယမိစ္ဆပမတ္ထဌာနာတဲ့နော်အယက်သေးစာဘီယာဆေဝါဘူးရင်ဆေဝါတွေ၃ဆွဲတယ်အဲ့ဒီ၃ဆွဲမှုကစစည်းစိမ်ဥစ္စာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲထားနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါက ။အယက်သေးစားတောက်စားမူရစ်တဲ့အတုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတတ်တာပဲပေါ့။ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်။အခုတော့ဒီဟာတစ်ခုကိုမှတ်ထားမယ်။တူရာမေရယမစ္စပမာဒဌာနာနုယောကောဘောဂန္နာအပါယမူခံတဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်တူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆဆိုတဲ့မူရဲ့စေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပေါ့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလောက်ကင်ဆောင်ရွက်နေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစေဝါဥစ္စာပြတ်တတ်တယ်ဒါတစ်ခု နောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမောထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ကြီးခုမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ကြီးခုလို့ဆိုဖန်သွားခုလို့ဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲဟုတ်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာစတေရှိုးရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုင်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုင်ကလပ်သွားလို့ခုနကကဂရေ80ကျွယ်ဝတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွလိုက်ဆူချလိုက်ပန်ကုံဆွလိုက်ဆူချလိုက်အပေါင်းဖော်ရိအရက်တိုက်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပ်ပမာရဌာနလူယောဂကစားတာလောင်းကစားတာဒီအများကြီးမမပြေမကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးညှိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလျရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ပါတော့ဆိုပပိပပမိတ်တာလူယောဂါတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်တည်းအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံပက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ်တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ်တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးမီပျက်စီးသွားတယ်အစတသက်မင်းဟာဘယင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှိရင်သတ္တဗံဖြစ်ရမယ်အရေးချင်းထီအောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုတားရောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပြည့်စည်သွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအခြေအနေထီအောင်ရောက်နိုင်တယ်လို့ဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုံးပြီးတဲ့အတွက်ကြောင့်အဖော်ရဲ့ သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုယ်သားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှဟိုဆွေရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲနှုတ်တင်တာဆိုလည်းတက်တက်ကြွကြွလောက်ရမယ်သူများတဲ့ဥအောင်လောက်ရမယ်စင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာ သူကသူ ခြေနေပေးလို့ဝင်လာတာမဟုတ်ဘူးမြေကြီးကရွှေတီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝယ်တော့နေရတယ် အဲ့လိုကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတိုးတက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုတ်ကြိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့လိုလောကမှာကြီးပွားတိုးတက်တယ်ဆိုတာအနေထားကောင်းယုံတစ်ခုတည်းတည်းမဟုတ်ဘူးကြိုးစားအထောက်မှုပေါ်မှာမူတည်တယ် အဲ့ဒါလို့ဖြစ်အောင်ကြည့်ပါတော့သူဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လိုက်ရရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တခုပဲလေမလေးရှားရဲ့ state တခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများเสียဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရနဲ့ဒီမညီမျှလောက်အောင်ချိပွတ်တွေ့မှုရတာတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးเนาะကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ချိပွတ်ချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွကြိုးစားအားထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမတာမှမဟုတ်တာအဲ့တော့ကိုကြိုးစားရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့ကြိုးစားရင်ဘုရားဖြစ်တယ်ဆိုတော့ဘုရားဖြစ်မှကြောက်လို့သူမှမကြိုးစားအဲ့ဒီအိဗယ်ရောက်နေတယ်เนาะကြိုးစားရင်ဘုရားတော်ဖြစ်တယ်လို့ပြောကြတာသို့တော့ဘုရားမဖြစ်ခြင်းဘာမှမကြိုးစားဘူးပေါ့အဲ့တော့အဲ့လို့ မဖြစ်ရအောင်မြတ်စွာဘုရားကြည့်အာလတရားနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့調査ရတယ်နိလန့်ပြုစုံရှာကြံပြီးတော့調査အထုတ်မယ်ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောက အောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိစရာချင်းစင်နေပဲ